ဆောင်ဂုံမုံနဲ့တူလို့ချစ်စရာအကောင်းကနာမည်ကြီးလာနေတဲ့တစ်တော့ဆယ်လီတမီလိန်ဆုရည်ဒီအိုယခုလက်တော်မှာအင်တာနက်ပေါ်မှာဂုံမုံနဲ့တူရင်းဆိုပြီးတော့ချစ်စရာအကောင်းတဲ့အမှုရာလေးနဲ့တူနာမည်ကြီးရေပန်းဆောင်လာတာကတော့တမီလိန်ဆုရည်ဒီအိုပါအားလုံးသိကြတဲ့အတိုင်းယခုအချိန်မှာအင်တာနက်ဆိုရှယ်မီဒီယာကတော်တော်လေးကိုခက်ဆန်းလာတယ်လို့ကလေးလူကြီးတွေတော်တော်များများဟာလဲနာမည်ကြီးဆယ်လီလေးဖြစ်လာကြပါတယ်တချို့ဆိုရင်တစ်တော့မှာကပြကဆယ်လီဖြစ်လာတယ်လို့တချို့ကလည်းမိမိတို့ကျွမ်းကျင်တဲ့ထဲလန့်လေးတွေနဲ့ဆယ်လီဖြစ်လာတာပါ တချို့ကဆိုရင်ဟာသတရုပ်ဆောင်တာတချင်းဆိုတာပုံစံမျိုး cosplay လုပ်တာစသဖြင့် internet ပေါ်မှာနာမည်ကြီးလာတဲ့ဆယ်လီတွေအများကြီးပါဒါပြင်နုပညာရှင်တွေနဲ့တတိယရင်းတူတဲ့ဆယ်လီတွေလည်းပေါ်လာတာပါအဲ့ဒီထဲကမှ wine support တရုပ်ဆောင်ဂေါ်ပေါ်နဲ့အတူကချစ်စရာကောင်းတဲ့ပုံစံလေးနဲ့တူတရုပ်ဆောင်ကောင်းလုံးလုံးနမေကြီးလာတာကတော့တမီလေးရွန်းရွန်းခေါ်ဆုရည်ဦးပဲဖြစ်ပါတယ်။တမီလေးဆုရည်ဦးဟာအခုဆိုရင်အသက်၁၇နှစ်၁၂နှစ်အရွယ်သာရှိပြီမဲ့ တခြားမင်းကလေးတွေလိုသေယုတ်ပြက်ကကရာမျိုးမဟုတ်ဘဲဇလန်းတွေရှေခက်ကပြက်လုံးတွေအဲ့လိုအတိုင်းကိုတသမထင်းလိုက်ပြီးတော့သေယုတ်ဆောင်တက်တာဖြစ်ပါတယ်။ဒါကြောင့်လေသမီးရင်းယွန်းယွန်းခေါ်ဆွေရတီဦးဟာတကယ်ကိုသေယုတ်ဆောင်ကားလာကြောင်ပရိသတ်တွေကတော့တဲတဲလို့အားပေးနေကြတာဖြစ်ပါတယ်။ဆွေရတီဦးဟာရှေ့ကအတန်ဇလန်းတွေရုပ်ရှင်ဇာတ်ကားတွေဗီဒီယိုဇာတ်ကားတွေကဇဝင်တိုင်းတွေကိုအတန်နဲ့ထပ်တူကြအောင်သေယုတ်ဆောင်နေတာကိုတွေ့ရတာပါ။အထူးသဖြင့်သမီးလေးဆွေရတီဦးဟာဝိုင်းသေယုတ်ဆောင်ဂုံးပုံရဲ့ item တွေကို ပို့ပြီးတော့ထပ်တူကြအောင်တရုတ်ဆောင်နိုင်ငံကိုတွေ့ရပါတယ်။ဒါကြောင့်လေပရိသတ်တွေတော်တော်များများကသမီးလေးစုရည်ဒီဦးကိုဂုံးမုံအငယ်စားလေးလို့သတ်မှတ်ထားတာပါ။ဝိုင်းတရုတ်ဆောင်ဂုံးမုံဆိုရင်လေဆယ်လီသမီးလေးစုရည်ဒီဦးရဲ့ identity ဟာချစ်စရာကောင်းတော့ကသူမနဲ့ဒူလုံးတော့ comment အောက်မှာတကူတကောက်လာရောက်ချီးကျူးစကားပြောရတဲ့ဒီပါပဲ။သမီးလေးစုရည်ဒီဦးကလည်းသူမဟာတီတီကွင်းရဲ့တရုတ်ဆောင်မှုတွေကိုအမြဲတမ်းအားကျနေရသည်ဖြစ်ကြောင်းလိမ္မာရင်ကြီးစွာစကားပြန်ပြောခဲ့ပါတယ်။ပရိသတ်တွေကတော့တမီလေးဆုရဒီကူဟာ ချစ်စရာကောင်းပြီးတော့တရုတ်ဆောင်တော်တလုံးစကားပြောလိမ္မာရင်ကျင်းလုံးလုံးချီးကျူးနေကြတာပါတချို့သောပြည်သူတွေကတော့တမီလင်းမတ်ဆွေရီကိုဟာအနာဂတ်မှာတရုတ်ဆောင်မင်းကြီးကောင်းတယောက်ဖြစ်လာဖို့လည်းခံမှန်းထားကြပါတယ်တမီလင်းဆွေရီကိုဟာ TikTok ကိုဟုံးငငယ်လေးကလေးကနေမိသားစုနဲ့တူတူ TikTok ဆော်လာတာပါအခုတော့တမီလင်းဆွေရီကိုဟာအရေးရောက်လာချိန်မှာဇလန်းတွေတဲကအတိုင်းကိုတရုတ်ဆောင်တက်လာပြီးဖြစ်ကဆွေရီဦးရဲ့မိမိက TikTok ရိုက်ပေးရမယ်ဖြစ်ပါတယ်ဒါကြောင့်လည်းလူတွေက ။စုရည်ဦးလေးဟာအနာဂတ်မှာထိတ်တန့်မင်းမီဖြစ်လာမယ်လို့ထင်ကြပေးနေကြတာပါ။ဒါ့အပြင်မကြခင်ချိန်အတွင်းမှာစီဝါရေးသမားကြီးတွေကသမီးလေးစုရည်ဦးကိုထင်ပေါ်လို့စင်မောတင်ကကြောင်ကြရင်ရိုက်ကွင်းနဲ့ဆယ်လီဖြစ်လာမယ်လို့လည်းထင်ကြပေးနေကြတာပါ။ဒါပေမဲ့တချို့သောပရိသတ်တွေကတော့သမီးလေးစုရည်ဦးတရားပေါ်ပင်ဆယ်လီဖြစ်လာမှာကိုမလိုလားချပါဘူး။ထို့သဖြင့်တော့စီဝါရေးလုပ်ငန်းရှင်တွေအတုံးချတာခံရမှာကိုစိတ်ပူနေတာပါ။ဒါကြောင့်လေသမီးလေးစုရည်ဦးအနေနဲ့ပေါ်ပင်ဆယ်လီကြောင်ကြရင်မရိုက်ပဲ အမန်တကယ်ရုပ်ရှင်လောကဝင်ကကလေးသေးုပ်ဆောင်လုပ်ဖို့အကြံပေးနေကြသူတွေလည်းရှိပါတယ်။ဒီဗီဒီယိုလေးကိုကြည့်နေကြတဲ့ပရိသတ်တွေကရောတမီလေးဆွေဒီကိုကအားပေးကြသလား။တမီလေးကအနာဂတ်မှာထိတ်တန့်အမှုပညာရှင်ဖြစ်လာနိုင်သလားဆိုတာပြောပြသွားကြပါဦးရှင်။ထို့သဖြင့်တမီလေးဟာအခုခင်မိန်းကလေးတွေလိုမျိုးတရုတ်ပြည်ဝန်ဆန်းစင်မှုမလုပ်ဖက်နဲ့တကယ်ကိုမှမြန်မာဆန်ဆန်လေးနဲ့ချစ်စရာကောင်းကောင်းအနုပညာတရုပ်ဆောင်ရေးချင်းနေရှိလာခဲ့မို့အနာဂတ်မှာအောင်မြင်တဲ့အနုပညာရှင်ဖြစ်လာဖို့ခံမှန်းနေကြတာဖြစ်ပါတယ်ပြည်သက်တွေကရော ဆယ်လီသမီးလေးမန်းစရီဦးခေါင်ယွန်းယွန်းကိုချစ်ခင်အားပေးကြသလားဆိုတာပြောသွားကြပါအောင်ရှင်